စိတ်ရှင်ဖန်စီခွဲမှာတပိတာကို1900ကျော်ထိစံချိန်တင်မြင့်တက်နေပါသည်။တရုတ်နိုင်ငံနဲ့မလေးရှားနိုင်ငံကစိတ်ကောင်ရည်အများပြားဝယ်ယူဖို့ကလန့်မှုတွေရှိနေရာကြောင့်စိတ်ရှင်ဖန်စီကစံချိန်တင်မြင့်တက်လာတာဖြစ်တယ်လို့မွေးမြူရေးလုပ်ကိုင်သူတွေကပြောပါသည်။စီဝဲထဲမှာစိတ်ရှင်ဖန်စီနေတဲ့တပိတာကို1900ကျော်ထိမြင့်တက်လာသလို ပြီးခဲ့တဲ့ရက်ပိုင်းကပဲအကောင်ကြီး85ကောင်လောက်ပါဝင်တဲ့စိတ်တအုပ်ကိုကျပ်သိမ်း900ကျော်နဲ့ဝယ်ယူသွားတယ်လို့မိတိလာမျိုးကစိတ်ရောဝယ်ရေးလောက်ကင်သူကိုနိုင်ကပြောပါရယ်ဆိတ်ရှင်ဖန်စီကလမ်းပန်းဆက်တွေ့ရင်းနဲ့နေမြင်အခြေမှုပုံမူတည်ပြီးနေရာဒေတာလိုက်ဈေးနှုန်းကွာဟာမှုတွေရှိနေရပဲဖြစ်ပါရယ် ဆိုင်ရှင်ဝေယူရမှာတော့ပိတ်တာပေါင်စားတဲ့အလေးချိန်စနေရုံနဲ့ဝေယူလေးရှိကြပြီးတပိတ်တာကို1500ဝန်းကျင်နဲ့တပောင်ကိုတော့9000ကျပ်ဝန်းကျင်အထိပေါင်စေးရှိနေပါတယ်။ဆိုင်ကိုအသားသွေးသွဲမဟုတ်ပဲပြန်လည်မွေးမြူရေလောက်ကင်ဖို့အတွက်မျိုးဆိုင်မှဝေယူမှုအနေနဲ့တက်တန်9လကနေ10လသားရွယ်ဆိုင်တကောက်ကို35000ကနေ2000ကျပ်လောက်အထိပေါင်စေးရှိနေပါတယ်။